ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးမှုများပြားလာတာကြောင့်ရုပ်ရှင်ရုံအစ်တွေထပ်ပြီးတိုးချဲ့ဖို့လိုအပ်လာတယ်လို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကပြောပါတယ်။ဒီသတင်းကိုတော့ခိုင်ပန်းနူပေးပို့ထားပါတယ်ရှင်။ရုပ်ဥပဒေစိုးမိုးမှုမရှိတဲ့ခုခုခွေတွေကြောင့်ဗီဒီယိုဈေးကွက်ပြည့်လို့နှီးပါဖြစ်လာပြီးနောက်ပိုင်းကားကြီးရိုက်ကူးမှုတွေကအရင်ထက်ပုံမှန်များပြားလာခဲ့ပါတယ်။အရင်ကရုပ်ရှင်ကားကြီးတကားကိုသုံးပတ်ထိပြသရမှာအခုနှစ်ပတ်တကားစနစ်နဲ့ပြောင်းလဲပြသလာပါတယ်။ ခုလိုရုပ်ရှင်ကားတွေရိုက်ကူးမှုများပြတ်လာပေမဲ့ရုပ်ရှင်ရုံအရေးအတွက်နည်းနေတာကြောင့်အမှုပညာရှင်တွေအတွက်အခက်အခဲဖြစ်လာနိုင်တယ်လို့မြန်မာရုပ်ရှင်အစည်းအရုံးကဒုဥက္ကဋ္ဌသုံးသက်ပြောဆိုလိုက်ပါတယ်။ရုပ်ရှင်ရုံတော့ရိုက်လာပြီ။အဲ့ဒါကရုပ်ရှင်ကားတွေများတယ်။ဒါပေမဲ့ဒီဘက်မှာရုံအခက်အခဲရုံနည်းတဲ့အတွက်ဒါကိုကျွန်တော်တို့ကဟိုကိုကူးဆိုရင်တန်းစီရဲဆိုရင်နှစ်နှစ်သုံးနှစ်လောက်ဆောင်ရမယ်ဆိုလူတွေကအဲ့ဒါကိုမလုပ်ပြန်ဘူး။တစ်ဖက်လုပ်ပြန်။အဲ့ဒါဆိုဒီဘက်ကဗီဒီယိုတစ်ခါကူးမယ်ဆိုတော့လေဗီဒီယိုကအဲ့ဒီကိုကူးပွေနဲ့ဗာနဲ့ဆိုတော့ဗီဒီယိုကလည်းပြတ်တယ်လို့ပြတ်တယ်။ အဲ့တော့ဒီဘက်ကလည်းမကောင်းဒီဘက်ကလည်းမကောင်းအနုပညာသမားတကူးကိုလောက်ကင်နေရမှာဖြစ်မှာလေအဲ့တော့နှစ်ဖက်သလုံးမကောင်းလို့ရှင်ဒီအနုပညာသမားတွေတို့ကတော့တော်တော်ခက်တယ်ဗီဒီယိုကရုပ်ရှင်ကနှစ်ခုစလုံးခက်ခဲရှိနေရင်အနုပညာရှင်တွေအနေနဲ့လည်းအဆင်မပြေဖြစ်နိုင်တာကြောင့်ခိုးကူးခွေကိစ္စနဲ့ရုပ်ရှင်ရောမလုံလောက်မှုကိစ္စတွေကိုဖြေရှင်းပေးစေချင်တယ်လို့ဝါရင်အနုပညာရှင်တူဦးဖြစ်တဲ့ဦးညီကျော်ကလည်းပြောပါတယ်ရုပ်ရှင်ကတော့ဦးတို့ရုပ်ရှင်ရုံနေနေတဲ့ကိစ္စပါ အဲ့တော့ရုပ်ရှင်ယုံကနင်းနေပြီဥမာနှစ်ပတ်တကားနှုံနဲ့သွားတယ်ဆိုတော့အဲတနှစ်ကို24ကားဒါပဲရှာမယ်အခုရိုက်ဒါပြီးသားဥဥရ100နီးပါးဆိုတော့အခုစရိုက်မယ်ဆိုရင်3နှစ်ကျော်လောက်အဲ့ဝင်းကျင်လောက်သွားစောင့်နေရမယ်အနေထားရှိတယ်အဲ့ဒီအတွက်ကိုအများဆုံးဖြည့်ရှင်းပေးဖို့ရုပ်ရှင်နေပေးထားပြီးသားတွေလည်းပြန်လည်ညှိနှိုင်းပြီးတော့ရဖို့နောက်ထပ်ယုံသစ်လေးတွေဘယ်လိုပေါ်လာမလဲအဲ့ဒါလည်းနောက် ဟိုနိုင်ငံတကာနဲ့နောက်ကိုညင်ပြီးတော့ယုံနေအများဆုံးဟို project ပေါ့နော်ဟိုယုံ90 project မျိုး100မျိုးဒါမျိုးတွေလည်းဥရအရေးအကြီးဆုံးလိုအပ်နေပါရုပ်ရှင်ကားကြီးတွေကိုနှစ်ပတ်ကိုတကားနှုန်းနဲ့တစ်နှစ်ကို24ကားပဲပြသနိုင်ပါတယ် လက်ရှိရုပ်ရှင်ကားရဲ့ရိုက်ကူးမှုဟာတစ်နှစ်ကို90ကျော်ထိရိုက်ကူးထားတာတွေရှိနေရကြောင်းပြသဖို့အတွက်တစ်နှစ်ကျော်နီးပါးကြာမြင့်နေတာဖြစ်ပါတယ်။ရုပ်ရှင်အောင်ဖွင့်ဖို့အတွက် license ချထားပေးပေမဲ့လည်းရုပ်ရှင်အောင်ဆက်လုပ်ခြင်းမရှိသေးတဲ့ကုမ္ပဏီတွေလည်းရှိနေလို့သိရပါတယ်။ကျွန်မခိုင်ပန်းနူပါ။